ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငြိမ်အောင်ထားပေးပါ ရခိုင်ပြည်ရှိဟောင်းမင်းနစ်ပြည်တော်မြောက်ဦးက ရှိဟောင်းအမွေနဲ့တူကိုအာရကပြည်သူအစိုးရကထိန်းသိမ်းဆောက်ရှောက်မှုတွေလှုံ့ဆော်နေတယ်လို့မြို့ခန်ဒီစီကသိရပါတယ်။လက်ရှိမှာမြောက်ဦးကရှိဟောင်းဖျားတွေပထိုးတွေကိုတန်ရှင်းလုပ်တာကျုံမြောင်းတွေကိုစနစ်တကျဆဲတာအပြင် ရှိဟောင်းနေရာတွေကိုမူလနေရာအတိုင်းတံပြန့်အောင်ပြုလုပ်နေတယ်လို့မြို့ခန်တွေနဲ့ UL နဲ့နှိစက်သူတွေစီကသိရပါတယ်။ မြောက်ကရှေးဟောင်းရင်ကြီးမှုအဆောင်အရှုဖျားပထုတ်တွင်နဲ့ရှေးဟောင်းပစ္စည်းအရှုဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ပျက်စီးခဲ့ရပါတယ်။တိုးတော်လဲလက်ရှိမှာတော့ ULA ကဆက်လက်မထိခိုက်မပျက်စီးစေဖို့ထိန်းသိမ်းနေတာလည်းဖြစ်ပါတယ်။အဲ့ဒါအပြင်မြောက်ဦးမြို့မှာလမ်း area သတ်မှတ်ထားတဲ့အခြေအဝန်အတိုင်းရှိစေဖို့နဲ့ကျူးကျော်တိုးချဲ့ဆောက်ထားကြတဲ့နေအိမ်ဆိုင်ခန်းတွေကိုနောက်ဆုတ်ပေးဖို့တတိပေးတာတွေလည်းလုပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။ ရခိုင်ပြည်မင်းစုံမတထောင်ခဲ့တဲ့မြောက်ဦးမြို့မှာ7900ဒုက္ကံသိန်းလေးမျက်နှာမငါပါစရရှိဟောင်းပထူကြီးတွေရှစ်ခက်ပြီးသူကလက်ရတဲ့အပါအဝင်နန်းတို့ရကုန်မြို့ရိုးတတိုင်းတွေခံတတ်တွေကျုံးတွေဟာထင်ရှားပါတယ်လက်ရှိမြောက်ဦးမှာရှေဟောင်းရည်စည်းရလာစနေအဖြစ်အသုံးပြုခဲ့တဲ့ကျုံး ရေမြောင်းဆဲစတာတွေကိုမြေဖိုးပြီးတော့နေအိမ်တွေဆောက်လုပ်နေထိုင်တာအပြင်ရှောင်းမြောင်းတွေမှာလည်းအိမ်သားပိုက်တွေအမိုက်တွေစွန့်ပြစ်တာတွေဆက်လက်ရှိနေပါသေးတယ်။အဲဒါကြောင့်လက်ရှိအာရခပြည်သူအစိုးရအနေနဲ့ထိမ့်သိမ်းမှုတွေကိုတဆင်ချင်းတိုးမြှင့်လှုပ်ဆောင်ပေးဖို့ရခိုင်လူငယ်တွေကတောင်းဆိုနေကြပါတယ်။မြအူးမျိုးဟာရခိုင်လူမျိုးတွေအပြင်မြန်မာနိုင်ငံရဲ့အထင်ကရနေရာတစ်ခုလည်းဖြစ်သလိုရခိုင်လူမျိုးတွေရဲ့ဂုံယူစရာရှေးဟောင်းအမွေအနှစ်တစ်ခုလည်းဖြစ်ပါတယ်။ မြောက်ဦးဒေသကို UNESCO ဝင်ရောက်နိုင်ဖို့အတွက်အဆိုပြုလွှာမှုကြောင့်2019ခုနှစ်စက်တင်ဘာလမှာပြင်သစ်နိုင်ငံ Paris မြို့ UNESCO World Heritage Center ကိုတင်သွင်းခဲ့ပြီး2021ဒီဇင်ဘာ30ရက်နေ့မှာအဆိုပြုလွှာမှုရှော့ကိုတင်သွင်းနိုင်ခဲ့ပေမဲ့2023ခုနှစ်တိုက်ပွဲတွေကြောင့်လုပ်ငန်းစဉ်တွေရပ်တန့်နေပါတယ်ခင်ဗျာ။